ီနေ့ဗီဒီယိုလေးမှာတော့ညီမတို့ရှင်ရဲ့အရှင်းမြတ်တဲ့စာရှစ်ပစ်ပတ်လည်မှာတစင်ပေးထားတဲ့ LG65 Kismet Windows TV လေးကိုမိတ်ဆက်ပြရပါမယ်နော်။ဒီ TV လေးอ่ะဆိုရင်အရေးတွေးမြင်ပါတယ် LG System နဲ့ဖွဲ့စည်းထားတဲ့ TV ဖြစ်တာကြောင့် brain mouse site ကိုအမြင့်၅ဘီနဲ့မကပဲအခုလိုမျိုးအမြင့်၈ဘီ TV မှန်တိုက်ရိုက်တော့မြင်လို့ရပါတယ်နော်။ တစ်ဖက်မှာတော့အမြင့်ငါးပဲရှိတဲ့ကဲလာဒီဇိုင်းလေးကိုတင်ပြထားပါတယ်။ဒီလိုကဲလာဒီဇိုင်းလေးကအရှင်းမြင့်စားလိုမျိုးနေရာတွေမှာလေးတမျိုးတည်းဝင်စီပြီးတခြားဖုံမုံတွေဝင်မလာစေနိုင်မှုအတွက်အဆင်ပြေစွာသုံးလို့ရတဲ့ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ဒီလိုကဲလာဒီဇိုင်းလေးတွေကိုကအမြင့်ငါးပဲတင်မှာမကပဲအခုလိုမျိုးအမြင့်ရှိပြီလောက်ထိမှလည်းခိုင်ခန့်မှုရှိစွာအသုံးပြုလို့ရပါတယ်နော်။စီဝီလေးမှာဆိုရင်မှန်ကဒီဘက်ကလက်စင်ပါဝင်ပြီးအတန်လုံးပူကာမှုနှုံတွေကိုလည်းအပြေဝပေးဆွနိုင်ပါတယ်။ ဖရင်ကျရတော့65မီလီမီတာပါအလူမီနီယံထူကတော့1.6မီလီမီတာဖြစ်ပါတယ်ဒီ LG 65CV လေးမှာသုံးမေးထားတဲ့လက်ကင်ဘတ်တာ hardware accessory လေးတွေကတော့ဣတရီနိုင်ငံထုတ်တဲ့ Storo brand ပဲဖြစ်ပါတယ်။ဒီဣတရီနိုင်ငံထုတ်တဲ့ Storo brand hardware accessory လေးအားဆိုရင်ညီမတို့ကိုဆိုရဲ Kismet Windows CV တော်တော်များများမှအသုံးပြုပြီး accessory အမခံ၅နှစ်လဲပါတာကြောင့်ပြကြရှိစွာခိုင်ခံ့မှုရှိရှိအသုံးပြုနိုင်ပါတယ်။ ဒီ NG65 series လေးမှာဆိုရင်ပြင်ပအပူတန်ကာကွယ်ပေးတဲ့ thermoplastic system ပြီးစစ်စစ် carbon steel လေးလည်းပါတာကြောင့်အပူတန်ကာကွယ်ဖို့အတွက်ကိုလည်းအဓိကထားပြီးသုံးပြုလို့ရတဲ့ series လေးပဲဖြစ်ပါတယ်။တောင်ဆက်ဆက်တဲ့နေရာမှာလဲစကူတိုက်ပြေကိုရီတီလောင်းထက်ပြီးထားတဲ့အတွက်ကြောင့်နှစ်ကြာရှည်စွာခိုင်ခံ့မှုရှိရှိတုံ့ပြုလို့ရပါတယ်နော်။မတော်ကိုဆိုရဲမန်နထက်ကြ space in ချထားတဲ့နေရာမှာဆိုရင်အခုပြတာပေးနေတယ်လို့ manual shutter လေးတွေ electric shutter လေးတွေကိုလည်းကိုစီတိုင်းကြထည့်တွင်တက်ဆင်လို့ရပါသေးတယ်။ ညီမတို့ရှင်တို့မှာအခုတပြထားတဲ့ဒီဇိုင်းလေးကိုကိုယ့်ရဲ့အိမ်မှာတစင်တဲ့အခါမှာ ground floor တက်မှာမဟုတ်ပဲအထက်မင်းတဲ့ဇိုင်းမှာဖြစ်နေမယ်ဆိုရင်တော့တကားဖွင့်တဲ့နေရာလေးမှာ safety drag glass window ကိုထည့်သွင်းတဲ့စင်လို့ရပါတယ် ကဲဒီနေ့ဗီဒီယိုလေးမှာတော့ညီမကကို့အိမ်ရဲ့အရှိမနဲ့စားလေးပြီးဒါမှမဟုတ်ဆိုင်ကန်းရဲ့မျက်နှာစာနေရရှစ်ပစ်ပတ်လည်နေမှာဆိုလို့ရှိရင်ဘလို့ဒီဇိုင်းလေးသုံးပြရမလဲဆိုတာကိုမိတ်ဆက်ပေးရင်းနဲ့ LG65 ဆိုတဲ့စီရီလေးအကြောင်းကိုပါတခါလည်းမိတ်ဆက်ပေးရတာဖြစ်ပါလိမ့်ရှင်ဗီဒီယိုလေးကိုအဆုံးနဲ့ကြည့်ရှုပေးခဲ့ကြတဲ့ customer တို့တယောက်ချင်းစီကိုကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးမှာပြန်ပြီးတော့မှတွေ့ကြမယ်နော်။